။အနိုဝင်ဘာလ10ရက်တင်းနာနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက်နူမရိုလော်ဂျီလို့ခေါ်တဲ့ဂဏန်းပေတင်အရဆိုရင်တော့ဒီနေ့ဟာကန်တရားကအခွင့်အရေးပေးတဲ့နေ့ပါပဲ။ရည်ရွယ်ထားတဲ့ကိစ္စတွေအောင်မြင်နိုင်မယ်။အခွင့်အလမ်းကောင်းတွေအခြေအနေကောင်းတွေပေါ်လိမ့်မယ်။ငွေကြေးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေပြင်လဲသွားမယ်။အကြီးအကဲကကိုယ်ပေါ်မှာအထောက်ပံ့ပေးတာမျိုးမိဘဆရာသမားကအထောက်ပံ့ပေးတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ဒီလိုနည်းမျိုးမှာခொနည်းသားမီးအလုံး ကံထူးကောင်းဖို့လိုအတွက်ဆိုရင်တော့မနေ့စောစောမျက်နှာတက်တဲ့အခါမှာလောကဝိတုလောကဝိတုလောကဝိတုတို့အကြိမ်ကြိမ်ရွတ်ဖက်ပြီးတော့ဂုံတော်ကိုပွားထုံပြီးမျက်နှာတက်ခြင်းအပြင်တနေ့တာလုံးကံတရားအခွင့်အကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ចောင်းသားចောင်းသူတွေအနေအကင်းပေးရှင်းပြီးပညာရေးကိစ္စမှာထွန်းပေါက်ဖို့အတွက်ဆိုရင်တော့မနေ့စောစောမျက်စွာဖျားရှင်ကိုကိတ်မှုနှစ်ချက်လက်ဖက်ရည်တစ်ခွက်လှူပြီးဒီနေ့ပညာသင်ကြားပါ ဒီနေ့မှာမိရှုသန့်စင်ဘွားမြင်ကြတဲ့ရင်သွေးရတနာရင်အတွက်ကတော့မာဘုတ်ဗေနေနိယတင်းနာနေဘွားပုတိဘွားဇာတာရှင်နေဖြစ်ကြပါတယ်ပုတိတို့ရဲ့သဘောတရားအရငယ်စဉ်မှာခြူကြပြီးကြီးဘွားအောင်မြင်ချမ်းသာမြတ်သူများဖြစ်ကြပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်အထူးအကျိုးပေးတဲ့အကျိုးပေးစေဖို့ကုသိုလ်ရရဖြစ်ကြတော့မြတ်စွာဘုရားရှင်ကိုဓမ္ပေါဆွန်လှူဒါန်းခြင်းယဟန်တန်ဃာတို့ကိုဓမ္ပေါဆွန်ကတ်လှူခြင်းမိဘဆွေမျိုးညာတိမိတ်ဆွေသင်္ဃာတို့ကို ဒံပေါက်ဒါနပြုခြင်းအပြင်သီတိသာသာတနစ်တလုံးအတွက်အကျိုးပေးတဲ့ကုသိုလ်ဖြစ်ပါလိမ့်မယ်။ဒီနေ့မှာငွေကြေးကိစ္စတွေအစဉ်ပြေဖို့လိုအတွက်ဆိုရင်တော့ဤဇတ်တဲ့ပန်းပွင့်နေတဲ့အပင်ကိုမနဲ့ဆွန်သော ရေသွန်းလောင်းပြီးဆူတောင်းလိုက်ပါခင်ဗျာ။အကျိုးပေးစိုးမိုးကဏ္ဍကတော့6ကဏ္ဍ3ကဏ္ဍဖြစ်ပြီးတော့ဒီနေ့မှာဈေးအောင်ကောင်းကြဖို့အတွက်ဆိုရင်တော့ဈေးဆိုင်ရဲ့ရှေ့မျက်နှာသာတက်တဲ့မျက်နှာမူးပြီးတော့အသီးတစ်မျိုးစားရင်ဒီနေ့ဈေးအောင်ကောင်းပါစေဆူတောင်းလိုက်ပါခင်ဗျာ။ အယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တက်ဖို့အတွက်ဆိုရင်လည်းအသီးတစ်လုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းဖြင့်သိသာသာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်။အမှုအကင်းကြုံနေတဲ့သူတွေအတွက်ကတော့အမှုကြုံနေတဲ့သူရဲ့အမိကိုသခွားသီးမှရေးပြီးတော့ဒီနေ့ရေမြော့ပလိုက်ပါ။ကျမ်းမာရေးညံ့နေတဲ့သူတွေအတွက်ကတော့ဆေးကောင်းဝါးကောင်းဆရာကောင်းတမကောင်းတွေ့ဖို့အတွက်ဓာတ်စာဖြစ်နေ။တာမယာသီးဖြော်ရည်အနှဲငယ်လေးတောက်ပြီးဆေးကောင်းဝါးကောင်းဆရာကောင်းတမကောင်းတွေ့ဖို့ဆူတောင်းလိုက်ပါခင်ဗျာ။အချင်းရင်မြတ်တိုင်းအိမ်တော်ရေးအစဉ်ပြေဖို့အတွက်ကတော့ ခိုရင်ငတ်တဲ့အတောင်ပံပါတဲ့တတ္တဝါတွေကိုအစာရဏပြုရင်အခြေမြင့်တာရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့ဆုတောင်းလိုက်ကြပါခင်ဗျာ